ဒီနေ့ဗီဒီယိုကတော့အင်ရှင်မတွေအတွက်အင်္ဂလိပ်စာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနေ့မှာဆိုရင်အိအိမှုကိစ္စနဲ့ပတ်သက်တဲ့အကြောင်းကိုဆရာနည်းနည်းလောက်ပြောကြည့်မယ်နည်းနည်းလောက်ဆိုပေမဲ့အိမှုကိစ္စနဲ့ပတ်သက်တဲ့အဲမေးခွန်းတွေပြီးစာနဲ့တိစောက်ပုံတွေကိုမနေ့တိသွားမယ်လို့ဆရာယူဆရဲကြားထဲမှာအစားထိုးပြီးပြောရုံပဲကဲဒီမှာကြည့်ကြည့်အောင်မင်းဘယ်အိမှုကိစ္စတွေကိုလုပ်လဲနော်အလုပ်စာ sorry ဆရာကြက်ခဲ့တယ်ဘယ်ကလို့မလဲဆိုရင်အိအလုပ်တွေလောက်ရတာကိုကြိုက်လား မဲအိမ်မှာအိမ်မူကိစ္စအများစုဘယ်သူလုပ်လဲစသဖြင့်ဒီမိကုန်းလေးခုကိုအင်္ဂလိပ်လိုကိုပေါအရင်လေးမေးကြည့်မယ်မရောက်ဆိုလို့ရှိရင်ဇာတ်လမ်းဖြည့်တတ်ကြည့်မယ်ဒီမှာဒီမသိနိုင်တဲ့ vocabulary ပါလို့ရှိရင်နေတိုင်းဆရာပြောတဲ့လိုပဲရေးမှတ်မယ်ခေါင်းထဲကိုမထည့်နဲ့အစာအုပ်ထည့်ချပြီးရေးမှတ်လိုက်မယ် live ပြောကြည့်မယ်ဒါဆိုရှင်ကိုယ်အင်္ဂလိပ်စွမ်းရည်ကအချိန်တိုတွင်တိုးတက်လာမယ်လို့ဆရာယူဆရပါတော့ရောက်ပြီအဲဒီမိကုန်းကိုပေါပြတဲ့ဆိုလို့ရှိရင် video လေးကိုခဏလေးရပ်ထားမယ်အဲရပ်ထားမယ်ပေါ့နော်ရရဲဆိုလို့ရှိရင်လည်းတမ်းမရဘူးဆိုလို့ရှိရင်လည်းဆရာတမ်းပြီးတော့ကြည့်လိုက်ရအောင်မင်းဘယ်အမှုကိစ္စတွေကိုလုပ်လဲ ဘယ်ဆိုတဲ့ဟာလေးကို what လဲသုံးလို့ရတယ် which လဲသုံးလို့ရတယ်အဲ့တော့ဆရာမ what လဲသုံးလိုက်မယ် what house chose the house chose ဆိုတာဘာလို့မှတ်ထားမလဲဆိုရင်အိမ်မူကိစ္စဆိုတာဒီမှတ်ထားအဲ့တော့ what house chose မင်းလှုပ်လဲလဲမင်းဝန်ဒီဒီ question ဆိုဘာဒီ what တလုံးလဲဆိုပေမဲ့ဘယ်ဆိုတဲ့သဘောတရားပါလို့ရှိရင်သူ့နောက်မှာနောက်မှာတက်လိုက်ရတာဖြစ်တဲ့အတွက်ကြောင့် what house chose ဆိုပြီးတော့တန်းရေးထားတာဖြစ်တယ်ပြီးတော့မှအကူအကူမှထုတ်ပါ တော့ main ဒီ UD ဆရာရှိဟာဒီရှိမှာအင်္ဂလိပ်စာအောက်သက်ကြည့်ဖို့ရ30စီးဆိုတာရှိတယ်အဲ့ဒီမှာအောက်အောက်ခြေခံကိုရေစုံလေးလာပြီးတော့မှဒီမှာဆရာဆက်ပြီးတော့လေ့လာပါတော့အဲ့ဒါဆိုလို့ရှိရင်အောက်ခြေခံပြီးဆိုတော့ဒီကနေဆက်ပြီးတစိမ့်ပြီးတစိမ့်ဆက်ပြီးတက်သွားလို့ရပြီအဲ့တော့ what how ချပြီးရင် main ဒီ second person ဆိုတော့အများသဘောဆောက်လို့ဆရာဒူးထုတ်တယ်ပြီးရင် subject ဖြစ်တဲ့ယူလာတယ်ပြီးရင်လုတ်တယ်ဆိုတဲ့ပြန်ထွက်တဲ့ဒူးလာတယ်ဒါက main ကိုဖြစ်ချင်လို့ထွက်တဲ့ဒူးဒါလုတ်တယ်ဆိုတဲ့ပြန်ထွက်တဲ့ဒူးမဒူးတော့အဲ့တော့ what how chose do you do အဲဒီကပြောပြီးငါကတော့ await shot လေးရှိတယ်ငါကတော့ဆို i ပေါ့လေးရှိရဲဆိုတာလေးပါတယ်အားကြောင့် usual ကြီးလိုက်တယ်ဒါလည်းဆရာရှိရ30စီးမှာပြောထားပြီးသား f of frequency အချိန်လုံးပြတာဘဝရဲ့အချိန်မှာကြီးရတယ်ပြီးတော့မှမပါလို့လဲ await shot ရဲဆိုတာလာတယ် await shot ရဲဟာ watch the clock လို့ရေးလို့လည်းရတယ်ဒါမှမဟုတ်နောက်တစ်မျိုး await တွေကို shot တာလှမ်းတာခောက်တာတိမ့်တာအကုန်လုံးပြည့်ပြည့်စုံစုံပြောမယ်ဆိုရင်ဘယ်လိုရေးလဲဆိုရင် do the laundry လို့ခေါ်တယ် မှတ်ထားနော် do the laundry ဆိုရှင်အဝတ်နဲ့ပတ်သက်တဲ့လုပ်ငန်းကိစ္စအကုန်လုံးလုပ်တာပြောချင်တာ i usually do the laundry ပြီးရင်ကျမ်းပြင်တို့တန်ရှင်းရေးလုပ်တယ်ဆိုတော့ and ပေါ့တန်ရှင်းလုပ်တာတော့လွယ်ပါတယ် clean လေ clean the ကျမ်းပြင်ကြောက်လို့ခေါ်လဲဆိုရင် floor ပေါ့ okay အဲ့နောက်ခုအိမ်အလုပ်တွေလုပ်ရတာကိုကြိုက်လားလာမေးခွန်းဖြစ်တယ်လာမေးခွန်းဆိုရင်ဒီလိုမျိုး question ဝေါ်တော့မလိုဘူးဆိုပေမဲ့ do that တော့ထောက်အောင်ပါပဲ မင်းကြိုက်လားဆိုတော့ do တင့်ကိုမေးချင်တယ်ဆိုတော့ you ဒီခြားကြောင့်တော့မှတင်တော့မပါဘူးဒါပေမဲ့ကိုကောင်ကိုနားလဲရမယ်တင်ကြိုက်လားဆိုတဲ့ဟာလေးမြုပ်ထားတယ်အဲကြောင့်ဒီမှာ subject က you ဖြစ်သွားတာ do you ဘာဖြစ်တာလဲကြိုက်လားဆိုတော့ like ဟာလေလုံးရတာ like ရဲ့နောက်မှာ gerund ပုံစံလာရတယ်ပြောချင်တာ ing ပုံစံလာရတယ်ဆိုတော့ do ရင်းထလိုက်တယ်လုံချင်းဘာလို့လဲအိမ်လို့အိမ်လို့ဘာလို့ခေါ်လဲဆိုရင် housework လို့ခေါ်တယ်နော် homework နဲ့မှာမယ် homework ဆိုလို့ရှိရင်အိမ်စာ housework ကကြာတော့အိမ်အလုပ်အားလေးမှာထားမယ်အိမ်မူကိစ္စကြာတော့ house chores နော်မီလီယံသစ်တွေမသိမှတ်မယ်ရေးမယ်နော်ရေးမယ်ရေးမယ်အုံနောက်ထပ်မှာထားရဲဆိုတာခလာလေးတွင်ပျောက်သွားလိမ့်မယ်မင်းအိမ်မှာအိမ်မူကိစ္စအော်ရေးပြီးတဲ့လူတွေကလည်းဆောင်းထက်မှာရေးပြီးတဲ့သလုံးသိမ်းတာမဟုတ်ဘူးပြန်ပြီးတော့ဖတ်ဖို့နော်အုံနောက်ကိုပြန်ပြီးအုံနောက်ထပ်ပြန်ရအောင်ပြန်ဖတ်ဖို့အပြန်လည်းပေါ့နော်အပြန်လည်းလုပ်လို့ရလို့စာသင်ပေးနေရနောက်ခါမင်းအိမ်မှာအိမ်မူကိစ္စအများစုဘသူလှုပ်လဲလဲမေးဖို့ဆိုရင် deliberation နဲ့စမယ်ဘသူဆိုရတဲ့ကြောင့်ဆရာကဘာနဲ့စလိုက်လဲဦးလာတယ် ဥပ္ပိအကူထုတ်ဆရာမလို့တော့ဘာကြောင့်ဆိုအကူဒီထုတ်ရင်ဒီက subject ဖြစ်နေတာလုတ်တဲ့သူလေဒါလုတ်တဲ့သူလုတ်တဲ့သူမပါဘူးဒါ subject subject ရှိကိုထပ်ထုတ်ရင်မိကွန်းစကားလုံးရှိအကူကြီးကရောက်မယ်ဆိုတော့အဓိပ္ပာယ်မရှိဘူးအဲအကြောင်းအကူမထုတ်ဒါမဲ့လုတ်တဲ့သူကတယောက်တည်းဖြစ်နိုင်ခြေရှိတဲ့အတွက်ကြောင့် verb 1ပဲတော့ရမယ်အကူမခေါ်တဲ့အတွက်ကြောင့် verb 0လို့ပြောင်းစရာမလိုဘူးဒါကြောင့် es ထလိုက်တော့ dust ဖြစ်သွားအောင် who dust ဒီ dust ဒီအကူခေါ်တဲ့ dust မဟုတ်ဘူးလုတ်တီဆိုတဲ့အဓိပ္ပာယ်ထွက်တဲ့ dust အဲ့တော့ who dust အများစုကိုဘယ်လိုခေါ်လဲဆိုရင် most အိမ်မှုကိစ္စဆိုတော့ of the chose ပေါ့နော်ဒါ the chose လို့ရင်းလေအိမ်မှုကိစ္စမှန်းသိတယ်ဒါအဲ chose ဆိုတာလေနည်းနည်းသုံးတာလုပ်ထားအဲ့တော့ who does most of the chose မင်းရဲ့အိမ်မှာဆိုတော့ in your house ဟုတ်ပြီအဲ့တော့ မင်းရဲ့အိမ်မှာအိမ်မှုကိစ္စအများစုကိုဘယ်သူလုပ်ပါကလဲ။ဒါဆိုရင်အိမ်မှုကိစ္စနဲ့ပတ်သက်ပြီးတော့လုံလုံအစ်တတွေလည်းရပြီ၊မင်းနဲ့တတွေလည်းရပြီ၊မှတ်ဖွဲ့မှတ်ရလေးလည်းရပြီ။ဟိုမှာခုနောက်မှာအခုမထုတ်ဖော်ရတဲ့ဘဝန်တက်လိုက်ရဆိုတာမျိုးလေးပေါ့။အဲ့လိုမျိုးလေးတွေကိုတိကျလေးမှတ်သားမယ်။ဒါဆိုရ60အတွင်းမှာလူ့စာဆိုင်တွေတိုးတက်ကောင်းဝင်လာမှာဖြစ်တယ်လို့ဆရာတရားနေပြောလိုက်တယ်။ဒီတိုင်းလေ့လာပါ။လေ့လာမယ့်နေရာလည်းရှိနေပြီ။လေ့လာခြင်းစိတ်အခုပဲရှိဖို့လိုပါတော့တယ်။စူးစမ်းကြပါ။ဖိုက်တယ်။